ဒီနေ့ကတော့ကျွန်တော်တို့အဖေအိမ်မှာအမြဲတမ်းလှုပ်ကျွေးနေကြဖြစ်တဲ့ဝက်သားကျင်လှုပ်နေလေးလှုပ်ပြမှာဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ဝယ်လာတဲ့ဝက်သားတွေကိုအနေတော်လေးတုံးပါမယ်။ဝက်သားကျင်လှုပ်ဖို့အတွက်ကိုကျွန်တော်တို့ထမင်းကျန်းတပကံလိုပါတယ်။ထမင်းပူနဲ့မရပါဘူး။ပြီးရင်တော့ဝက်သားကိုပကံနဲ့ထည့်ပြီးရင်အပေါ်ကကျွန်တော်တို့ထမင်းကျန်းလေးဖြူလိုက်မယ်။ပြီးလို့ရှိရင်တော့ကျွန်တော်အချင်းသိပ်ဖို့အတွက်ကိုစားထည့်ပါမယ်အချိုမုတ်လုံးဝထည့်လို့မရပါဘူးဒါအချိုမုတ်မဟုတ်ပါဘူးစားပါခင်ဗျာပြီးရင်ဒါတွေအားလုံးကိုတမအောင်တေချာရောနေပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်လေလုံးနဲ့ဘူးထဲမှာကျွန်တော်၃ရက်သိပ်ပါမယ် ဒါကိုအားလုံး၃ရက်မြောက်နေ့မှာမှကျွန်တော်ဖွင့်ပါမယ်ခင်ဗျာပြီးဒီလိုလေးထည့်ပြီးပြီဆိုလို့ရှိရင်တော့တေချာကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲပြိသွားအောင်လို့အပေါ်ကနေတေချာလေးကျွန်တော်တို့ဒီလိုမျိုးလေးဖိပေးပါမယ်ပြီးရင်တော့အခန်းပူချိန်တဲ့ကိုတေချာကျွန်တော်အဖုံးလေးတေချာဖုံးပြီးလို့ရှိရင်တရားကိုကျွန်တော်၃ရက်ထားပါမယ်ခင်ဗျာဒါကတော့၃ရက်မြောက်နေ့မှာရလာတဲ့ကျွန်တော်ရဲ့ဝတ်သားခြင်းဘူးဖြစ်ပါတယ် ဝတ်သားခြင်းကလေကျွန်တော်တို့တော်တော်မာသွားတယ်မာလဲမာသွားတယ်ပွားစစီမဟုတ်နေဘူးဗောနော်ကျွန်တော်တို့တေချာလောက်ထားတဲ့အတွက်ကြောင့်ပွားစစီမဟုတ်နေဘူးဒီမှာတေချာကြီးဇွန်လေးနဲ့ဒီလိုမျိုးတော့ကလော်ထုတ်ရတယ်ဗောနော်တစ်ခုနဲ့တစ်ခုမာသွားတယ်ဝတ်သားကလည်းမပွားလာပဲနဲ့ကျစ်သွားတယ်ဗောနော်အဲဒါကိုကျွန်တော်ရေတေချာလေးစေးထုတ်ပါမယ်ထမင်းနေတော့ကျွန်တော်ထည့်ချက်လို့မရဘူးဗောနော်ဒါကိုဝတ်သားတီးတန့်ကိုပဲကျွန်တော်ယူပြီးတော့အဲတေချာစေးထုတ်မယ် တေချာစေးစုပ်လို့တန့်စင်သွားလို့ဒီလိုအနေထားရရင်တော့ကျွန်တော်တို့စချက်လို့ရပါပြီ။ဝတ်သားခြင်းကနည်းနည်းအနှံ့ပြင်းတဲ့အတွက်ကိုကျွန်တော်ဂျင်းလေးထည့်ပါမယ်။ပြီးရင်စဉ်းစားငပိအနေငယ်ပဲထည့်ပါမယ်။ပြီးရင်စဉ်းစားငပိကိုနိုင်တဲ့ကျွန်တော်စနွေးမုတ်လေးနဲ့ငယ်ထည့်မယ်။အချိုးမုတ်လေးထည့်မယ်။ရဲစားကိုတော့အရင်မထည့်ထားနဲ့ပေါ့နော်ကျွန်တော်တို့အရသာပေါ့မှာပဲစားကိုလိုတိုးပိုလျှော်လို့ပေါ့နော်ကျွန်တော်တို့တေချာလေးဝတ်သားခြင်းလောက်ထားတဲ့အတွက်ကြောင့်မို့လို့စားရဲ့အရသာလည်းစိတ်ဝင်သွားပြီဆိုတော့ကြောင့်မို့လို့စားကိုမထည့်နဲ့အောင်ပေါ့နော်အေးကျွန်တော်စီထည့်ပြီးတော့တေချာလေးကျွန်တော်ဒီမှာထောင်းထားတာမှာဂျင်းပါတယ်ပေါ့နော် နံပြင်းတဲ့အရာတွေချက်ရင်ဂျင်းနဲ့ကျွန်တော်စက်သွုံပြူကိုတေချာလေးသုံးပြပါတယ်ပြီးရင်တော့ကျွန်တော်လုံးဝရေမထည့်ပါဘူးအရင်ဆုံးဒါကိုပဲကျွန်တော်အရင်မှုပြီးတော့ကျွန်တော်အရင်နှက်ထားတယ်ပြီးရင်တော့ကျွန်တော်အဖုံဖုံထားတယ်ပေါ့နော်လုံးဝရေမထည့်ဘူးနောက်ပိုင်းဆိုရေတွေသူထွက်လာတယ်ခင်ဗျာဆိုတော့ကျွန်တော်အရသာစိတ်ဝင်အောင်ချစ်ချစ်လေးလေးဖြစ်သွားအောင်ကျွန်တော်ဒီလိုမျိုးလေးပဲကျွန်တော်မှွေနှက်ပြီးတော့ကျွန်တော်ထားတယ်ပြီးရင်တော့ကျွန်တော်အဖုံလဖုံလိုက်ပါမယ်ဖုံဖုံလိုက်တဲ့အခါမှာကျွန်တော်ရေလေးနည်းနည်းထွက်လာတယ်နော် ရေလေးနည်းနည်းထွက်လာတယ်လုံးဝဒါကျွန်တော်ရေလုံးဝမထည့်ထားဘူးရေထွက်လာတယ်ဒီလိုမျိုးနှစ်ပြန်သုံးပြန်လောက်ကျွန်တော်အဖုံဖုံးလိုက်ဖွင့်လိုက်ဒီလိုမျိုးမှွေလိုက်လှုပ်ပေးနေပါတယ် ဲဒီမှာဆိုလို့ရှိရင်ရေတော်တော်ထွက်လာတယ်ဒါလုံးဝရေမထည့်ထားဘူးဆိုတော့ဝက်သားတွေကလည်းအကုန်လုံးကျစ်သွားတယ်ဒါမှကျွန်တော်ချင်းချင်းဆက်ဆက်လေးလဲစားခြင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ငရုတ်စိမ်းမှုထဲတယ်ပြီးလို့ရှိရင်ဒါနဲ့ live ဖက်ဆုံးကတော့ shannon nan ပါအဲ့နဲ့နည်းနည်းပြင်းတဲ့အတွက်ကြောင့်မို့လို့တချို့တွေကတော့တိတ်ကြိုက်မယ်မထင်ဘူးပေါ့နော်ကြိုက်မဲ့လူတွေကလည်းတော်တော်ကြိုက်မှာပါဆိုတော့ shannon nan ထည့်တယ်ပြီးရင်တော့ masala ထည့်ခြင်းလဲရပါတယ် masala ထည့်လို့ရပါတယ် အဲဒါဆိုလို့ရှိရင်ကျွန်တော်ထမင်းနဲ့စားလဲတော်တော်အဆင်ပြေတယ်ပြီးရင်အမီးအနေနဲ့လုပ်မယ်ဆိုလို့ရှိရင်လည်းတော်တော်ကြိုက်မဲ့အရာဖြစ်ပါတယ်ဒါကျွန်တော်ညီကိုတွေအတွက်ကိုကျွန်တော်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးထမင်းမြင်ကြပါစေခင်ဗျာ